ဟယ်လိုမင်္ဂလာပါဒီ BS ကနေပြန်လည်ကြိုဆိုပါရစေဆိုတော့ဒီနေ့တော့ကျွန်တော်တို့ဒီမှာအာ trade လုပ်တဲ့တွေပေါ့နော်အထူးသဖြင့် forest trader တွေတုံးများတဲ့ liquidity levers တွေနဲ့အဲ့ဒါကိုဘယ်လိုတုံးရမလဲဆိုတဲ့အကြောင်းကိုကျွန်တော်ဒီဗီဒီယိုမှာရှင်းပြမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အာ forest trade product ကို broker လိုရခဲ့လို့ရှိရင်ကျွန်တော်အောက်မှာ broker link နေပေးထားပါတယ် description ထဲမှာပေါ့နော်ဆိုတော့ကျွန်တော်ပုံမှန်တုံးတဲ့ broker ကတော့ Aces ပါဒါပေမဲ့ Aces ကကျွန်တော်တို့ထိုင်းမှာနေတဲ့အဲကျွန်တော်တို့လိုမြန်မာတွေအတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ ကေဝိုင်စီတင်ဖို့အတွက်ကိုလိုင်စင်တွေဘာတွေရှိရဲဆိုလို့ရှိရင်အဆင်ပြေတယ်။အဲ့မှာကျွန်တော်ဆိုရှယ်ကော်ပီထရိတ်နေဘာတွေလုပ်လို့ရတယ်ပေါ့နော်။ဆိုတော့တော်တော်လေးအဆင်ပြေတယ်။ငွေကြေးငွေထုတ်ကလည်းတော်တော်လေးအဆင်ပြေတယ်။အဲ့တော့ဒါ HNS ပေါ့နော်။ပြီးရင်အဲနောက် HNS မရတဲ့နိုင်ငံတွေကလူတွေကတော့ HSM တုံးလို့ရတယ်ပေါ့နော်။ကျွန်တော် HSM လင်းလင်းလေးပေးထားတယ်။တော်တော်ကျမြန်မာနိုင်ငံတက်ကူရောဘရိုကာတက်ကျွန်တော်ရှာနေလို့မယ်။မြန်မာနိုင်ငံထဲမှာရှိတဲ့လူတွေကတော့ဘရိုကာကိုနောက်ဗီဒီယိုတွေမှာကျွန်တော်အလင်းသိမ့်ပြောပြပါမယ်ပေါ့နော်။အဲ့တော့ဘရိုကာမရှိဘူးဆိုလို့ရှိရင် HNS account ကိုအောက်က link ကနေပြီးတော့ဖွင့်လို့ရပါတယ်။နော်။ ဆိုတော့ဒါလေးကျွန်တော် ပြောပြတာပါโอเคအဲ့တော့ဒီမှာကျွန်တော်တို့အာအရင်ဆုံး liquidity ဆိုတာဘာလဲအရင်ရှင်းပြတာ liquidity ဆိုတာဘာလဲဆိုလို့ရှိရင် liquidity ကိုကျွန်တော်တန်လိုက်လို့ပြောလို့ရတယ် market ရဲ့တန်လိုက်တွေပေါ့ဆိုတော့ဥပမာ price ဒီတနေရာကနေပြီးတော့အောက်ကနေပြီးအပေါ်ကိုတက်လာတက်လာရင် liquidity level ကိုရောက်တဲ့အချိန်ကျလို့ရှိရင်အဲ့ဒီ liquidity ကိုကျွန်တော်တို့ကယူတယ်ယူပြီးတက်လို့ရှိရင်ကျွန်တော်တို့ဖြောင်းပြန်ပြန်လှည့်ရမျိုးလုပ်တက်တယ်ဆိုတော့ liquidity ဒီတန်လိုက်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ draw on liquidity ဆိုပြီးတော့လေကျွန်တော်တို့ခေါ်ကြတယ် DRAW draw on liquidity gui didy liquidity အဲ့တော့တိတ်ပြပါလို့ဆိုလို့ရှိရင် liquidity ဆွဲငင်တဲ့သဘောရှိရယ်အပေါ်အပေါ်မှာ liquidity level တစ်ခုရှိရယ်ဆိုလို့ရှိရင်အဲ့ liquidity level စီကိုအောက်က price စီချင်းကလာတတ်တယ်เนาะအဲ့ကျွန်တော်ကအဲ့ဒါကို trade လုပ်ရနိုင်တယ်ပေါ့နော်အဲ့လိုပဲဖြောင်းမြန်အောက်မှာ liquidity level ရှိရယ်ဆိုလို့ရှိရင်လည်း price စီအပေါ်ကနေအဲ့ liquidity level ကိုချင်းကလာလိုက်တယ် ဆိုတော့ liquidity ကတော့ကျွန်တော်တို့တေချာပြောရင်နှစ်မျိုးရှိတယ်ပေါ့နော် internal နဲ့ external liquidity နှစ်မျိုးရှိတယ်ဒါပေမဲ့ကျွန်တော်ဒီဗီဒီယိုမှာတော့ external liquidity အကြောင်းအဓိကပြောမှာဖြစ်တယ် external liquidity ဆိုတာပါလဲဆိုလို့ရှိရင်ကျွန်တော်တို့ price ရောက်နေတဲ့နေရာရဲ့အပြင်မှာရှိတဲ့ liquidity ကိုဆိုလိုတာဖြစ်တယ်ဆိုတော့ဒီမှာ price ရောက်နေတဲ့နေရာရဲ့အပြင်ဆိုတာပါလဲဆိုလို့ရှိရင်ဒီမှာအခု price ဒီကျွန်တော်ဒီမှာဒါ Euro USD 1 hour check ကိုကျွန်တော်တို့ကြည့်နေတာပါအဲ့တော့ Euro USD ဒီနေရာမှာရောက်နေတယ်အဲ့ဒီ ရောက်နေတဲ့ price ရဲ့အပြင်မှာရှိတဲ့ liquidity ရှိတဲ့နေရာအဲ price ကြီး UTP သွားနေရှိတဲ့နေရာတွေကို external liquidity တွေလို့ခေါ်တာပေါ့နော် okay အဲ့တော့ဟုတ်ပြီဘယ်လိုနေရာကြီးဖြစ်မလဲကျွန်တော်ဒီမှာရေးပြမယ်အရင်ဆုံးပထမဆုံးကဘာလဲဆိုလို့ရှိရင် swing top နဲ့ swing bottom liquidity ရှိတဲ့နေရာတွေနော်ဟုတ်ပြီအဲ့တော့ swing top swing bottom ဆိုဘာလဲဆိုလို့ရှိရင်ဒီမှာကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီလိုမျိုး ် market ကို overview နဲ့ကြည့်လိုက်မယ်ဆိုလို့ရှိရင် price ဒီဒီလိုမျိုးတွေတွားနေအောင်တွေ့ရတယ်အတွန်းအတွန်းလေးအဲ့ဒီတွန်းနေရဲ့ထိတ်တွေအောက်တင်နေရနေမှာ liquidity တွေရှိတယ်အဲ့ဒါကို swing top swing bottom liquidity လို့ခေါ်တယ်အဲ့တော့နေ့စက်ဆုံးပုံမှန်ရှိမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာထောက်ကြည့်မယ်ဆိုရင်နော်ကျွန်တော်တန်လိုင်းလေးဖွင့်လိုက်မယ်ဒီနေရာမှာတစ်ခုရှိမယ်ဒါဒီ swing ထိတ်က liquidity ရှိတယ်နောက်တူနဲ့အနည်းဆုံးဒီအောက်မှာဆိုရင်ဒီအောက်ဆုံးမှာ liquidity တနေရာရှိမယ် ပြန်ဒီအောက်ဆုံးမှာလေကူလေးတင်နေတာရှိမယ်เนาะပြီးတော့တခြားနေရာကြီးလည်းရှိသေးလဲဒီမှာဒီထိတ်မှာလေကူလေးတွေရှိခဲ့ဘူးတယ်ပေါ့เนาะဒါသူကတော့ပိတ်သွားပြီပြီဒီဒီမှာရှိခဲ့ဘူးတယ်โอเคနောက်ဘယ်နေရာကြီးရှိအောင်မလဲထက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဟိုးအပေါ်မှာလေကူလေးတွေထိတ်တင်နေရာရှိတယ်เนาะနောက်ဒီမှာဒီလိုလေကူလေးတွေထိတ်တင်နေရာမှာရှိမယ်เนาะအဲ့ဒီကကျွန်တော်တို့ပြောရင် swing top တွေဟိုးအောက်မှာရှိတာဟုတ်ဒီအောက်မှာ swing bottom မှာတစ်ခုရှိတယ် ရောက်မှလည်းတစ်ခုထပ်ပြီးတော့ရှိသေးတယ်။ Okay အဲ့ဒါတွေကိုကျွန်တော်က liquidity ရှိတဲ့နေရာတွေ swing top swing bottom liquidity လို့ခေါ်တယ်။အ price ဒီအဲ့လိုမျိုး swing ရဲ့ top နဲ့ swing ရဲ့ bottom liquidity နေရာတွေကိုဆွဲထောင်ဆွဲဆွဲဆောင်တတ်တယ်ပေါ့နော်။ဆွဲငင်တတ်တယ်။အဲ့ဒီဆွဲငင်တဲ့နေရာကိုတွားတာကိုကြည့်ပြီးတော့ကျွန်တော်က market ရဲ့ next move ကိုဟိုခံမှန်းလို့ရနိုင်တယ်ပေါ့နော်။ Okay ။ဟုတ်ပြီ။နောက်တစ်ခု swing top swing bottom နေပြီးတော့နောက်ပါရှိဦးမလဲဆိုလို့ရှိရင် Okay ။ session top နဲ့ session bottom liquidity session top session bottom ဆိုတော့ကြပါလို့ဆိုလို့ရှိရင်ကျွန်တော်အရှိမ session နဲ့ဆိုင်တဲ့ trading session ဆိုတာဘာလဲဆိုရင်ဗီဒီယိုတစ်ပုဒ်ကျွန်တော်တင်ထားပြပါပြီကျွန်တော်တို့အာပြီးရင်ကြည့်ကြည့်လိုက်ပါနော်ဆိုတော့အဲ့ဒီပုံမှာကျွန်တော်လင်းလင်းပေးထားပြီဆိုတော့အဲ့ session top နဲ့ session bottom နဲ့ပါ liquidity တွေရှိတယ်အဲ့တော့ session ကိုကျွန်တော်တို့ indicator သုံးပြီးကြည့်ရတော့ပို့ပြီးတော့ကောင်းတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာ session indicator တစ်ခုထည့်လိုက်မယ်ဒါဆိုရင် မှ15မိနစ်ကိုပြောင်းလိုက်မယ်ဆိုရင်ဒီမှာ session indicator မှာ session တွေပေါ်လာပြီအဲ့တော့ asian session ဒါကျွန်တော် asian session ရဲ့အချိန်ကိုကြည့်မယ်ဆိုရင်မနေ့9နာရီရနေပြီးတော့ကျွန်တော်တို့နေ့ကင်း10နာရီလောက်ထိသွားတယ်အဲဒါ time အချိန်ပေါ့နော်ပြီးနေ့ကင်း2နာရီ3နာရီလောက်ကနေပြီးတော့သူ့ရဲ့ဒီဟိုပါပေါ့အာကျွန်တော်တို့ daylight saving time အချိန်ဟုတ်မဟုတ်ကိုမူတည်ပြီးတော့2နာရီသို့မဟုတ်3နာရီရနေပြီးတော့ညနေ6နာရီ9နာရီ6နာရီထိ အဲသွားတယ်ဗောနော်ပြီးရင်နောက်ည7နာရီ9နာရီရနေပြီးတော့ဒီမှာနယူးယောက်ချင်းကြည့်မယ်ဒီမှာဒီကနေ့ကြည့်လိုက်ည7နာရီရနေပြီးတော့17နာရီအထိဒါ daylight saving time မဟုတ်တဲ့အချိန်ဆိုရင် daylight saving time ဟုတ်မဟုတ်ပုံမှာမူတည်ပြီးတော့အချိန်က7နာရီရနေပြီးတော့17တုံးမဟုတ်9နာရီရနေပြီးတော့17ပြောင်းလိုက်တယ်ဗောနော်ဆိုတော့ဒါမျိုးရှိမှာအဲ့တော့အချိန်ဒီအကုန်လုံးကဒါ session နေအဲ့တော့ session တွေရဲ့ take တွေ bait တွေပါလဲ liquidity ရှိမှာဒီမှာကြည့်မယ်ဆိုလို့ရှိရင် asian session ရဲ့ဒီ take မှာရှိခဲ့တယ်မနေ့ရက်ကိုကြည့်မယ်ဆို ဒီထိတ်ရှိမယ်ဒီအောက်ရှိမယ်ဒါဒီဒီကိုတည်းနှစ်ခုရှိတယ်ဟေးဒီမှာလန်ဒန်ကိုကြည့်မယ်ဆိုရင်လန်ဒန်ရဲ့ထိတ်မှာတခုလန်ဒန်ရဲ့အောက်မှာလည်းတခုရှိတယ်နယူးယောက်ကိုကြည့်မယ်ဆိုရင်နယူးယောက်ရဲ့ထိတ်မှာလည်းတခုရှိရယ်နယူးယောက်ရဲ့အောက်မှာလည်းတခုရှိတယ်โอเคဒီခါဒီနေ့ကိုကြည့်မယ်ဆိုလို့ရှိရင်ဒီနေ့အေရှန်ထိတ်မှာတခုရှိရယ်ဒီနေ့အေရှန်အောက်မှာတခုရှိတယ်အဲ့ဒီနေ့လန်ဒန်ရဲ့ထိတ်မှာတခုရှိရယ် င်းလည်းနဲ့အောက်ဖွဲ့ဖို့သွားနေပြီ။ဆိုတော့ဆိုလိုတာကအာအခုဒီ session တွေရဲ့ထိတ်တွေဘိတ်တွေမှာရှိတဲ့နေရာတွေဒီလဲ liquidity ရှိတဲ့နေရာတွေဖြစ်တယ်။အော်တချို့ liquidity တွေကထက်တာရှိမယ်။ session ထိတ်လည်းဖြစ်မယ်။ပြီးရင် swing ထိတ်လည်းဖြစ်တာမျိုးရှိကောင်းရှိမယ်။ဟုတ်ပြီနော်။ဒါဒီအာ session liquidity အဲ့ session liquidity လဲခုနကနဲ့အတူတူပဲသူ့ရှိကို OD ပြီးတော့တွားတက်တယ်။ဟင်အဲ့ဒါ draw liquidity ရဲ့သဘောတရားပေါ့နော်။ဟုတ်ပြီ။ အဲ့တော့နှစ်ခုရှိတော့ပြီ session နဲ့ဆိုရင်လည်းနောက်တစ်ခုဘာလဲဆိုလို့ရှိရင် PHH နဲ့ PHL လို့ကျွန်တော်ပြောပါမယ်ဆိုတော့ PBS previous something high နဲ့ previous something low ပြောကြတာဆိုတော့ previous day high previous day low ဒါမှမဟုတ် previous week high previous week low ပြောကြတာပေါ့နော်ဆိုတော့အဲ့ဒါဘာလဲဆိုလို့ရှိရင်ကျွန်တော်ဒီမှာ daily ပြောင်းလိုက်မယ် daily မှာဒါဆိုရင် euro usd daily candle ဖြစ်သွားပြီအဲ့ဒါမှကျွန်တော်တို့ ဒီမှာကြည့်မယ်ဆိုလို့ရှိရင်မနေ့ကဘောနော်နှစ်ရက်နေ့ရဲ့ top high ကိုကျွန်တော်မှတ်လိုက်မယ်နှစ်ရက်နေ့ရဲ့ bottom ကိုကျွန်တော်မှတ်လိုက်မယ်ဒီမှာနှစ်ခုတွေ့လိမ့်မယ်အဲ့ဒီနှစ်ခုဒီဘာလဲဆိုလို့ရှိရင် previous day ဖြစ်တဲ့ကြောင့် previous day ရဲ့ high နော်မှကြည့်မယ်ဆိုလို့ရှိရင် previous day မနေ့ရဲ့ high ပြီးမနေ့ရဲ့ low အဲ့ဒါတွေအကုန်လုံးကလေဒါကျွန်တော်လေ့ကွက်သတိလေ့ပဲပြီးပဲ နော် negotiation level တွေပဲအဲ့ previous day CEO high CEO တွားယူသားရဆိုလို့ရှိရင် previous day low CEO အခုဦးတည်နေတာကိုတွေ့လိမ့်မယ်နော်ဒီမှာကြည့်ကြည့်လိုက် daily မှာကြည့်လိုက်ထင်ရှားတယ်ဒီပါအဲ့လိုပဲမနေ့ကအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်တနေ့ကဖြစ်တယ် previous day high previous day low နှစ်ခုတည်လဲကျွန်တော်တို့ဒါ negotiation ဖြစ်တယ်အဲ့လိုပဲ weekly နဲ့ကြည့်မယ်ဆိုလို့ဆိုပါတော့ဒါကြတော့1 weekend တွေဖြစ်သွားတယ်။နော်ဒီတစ်ချောင်းတစ်ချောင်း weekly ဖြစ်သွားတယ်။အော်ဒါကအခု နောက်ဆုံးအခုမြင်နေရတာဒါအခု week ဖြစ်တယ်။အဲ့တော့ပထမ previous week ကဘာမှရှိမလဲဆိုရင် previous week ရဲ့ height ကဒီမှာရှိပြီ။ previous week ရဲ့ low ကဒီမှာရှိပြီ။ weekly ကနေ။အဲ့ဒီဟာတွေကလည်း liquidity အနေနဲ့အလုပ်လုပ်တယ်။အ previous day high previous day low previous week high previous week low ဒါတွေဒီလေ external liquidity level တွေဖြစ်တယ်။ဟုတ်ပြီနော်။ Okay နောက်ဆုံးတစ်ခုပေါ့နောက်ဆုံးတစ်ခုကဘာလဲဆိုလို့ရှိရင်တော့ current day high current day low အဲ့ဒါလည်းလူကိုတိလေးပဲဖြစ်တယ်အဲ့တော့ကြည့်မယ်အခုဒီမှာဆိုရင်15မိနစ်ကိုကျွန်တော်တို့ကြည့်လိုက်မယ်ကဲ15မိနစ်မှာကျွန်တော်တို့ဒီမှာ session ဖွင့်မယ်ဆိုလို့ရှိရင်ဒီနေ့ကကျွန်တော်တို့ဒါ3ရက်နေ့နော်ဒီမှာ3ရက်နေ့ဒါဆို3ရက်နေ့ပေါ့နော်ဆိုတော့ကောင်းတာကတော့ကျွန်တော်တို့ဒီကနေ setting တွေကနေပြီးတော့ the trading view ရဲ့ setting တွေကနေပြီးတော့အာကျွန်တော်တို့ advance မှာ session break ကိုဖွင့်ထားလိုက်လို့ရှိရင်ကျွန်တော်တို့ဒီမှာရက်တရက်ကူးတဲ့ဘယ်နဲ့၄နိုင်မှာသူကတားပေးထားတယ် နော်တွေ့လိမ့်မယ်အဲ့တော့အဲ့ဒီရက်တရက်ရဲ့ဒီတားပေးထားရဲဆိုလို့ရှိရင်အဲ့တားပေးထားတဲ့ဟာရဲ့အဲထိတ်နေပိတ်ကိုကျွန်တော်ရှာလို့ရတယ်နော်ဒီမှာဆိုလို့ရှိရင်ဒီမှာကြည့်မယ်ဆိုလို့ရှိရင်ဒါ current နော် current day high ဒါဒီအခုလက်ရှိ day high ဖြစ်တယ် current day low ကလောလောဆယ်ဟိုဟိုစတိုက်ဖောက်နေပြီဖောက်နေပြီဆိုတော့အဲ့ဒီဟာကကျွန်တော်ကျွန်တော်မသိနိုင်သေးဘူးโอเคအဲ့တော့အဲ့လိုမျိုး current day high ကို break ပြီးတော့နောက်တစ်ခေါက် current day high ဖြစ်ပြီးအဲဆိုလို့ရှိရင်လည်းကျွန်တော်ထွက်ဝင်လို့ရတယ်เนาะဆိုတော့အရင်တော့ session တော့ဆိုလို့ရှိရင်ဒါဒီဒါ current day high အခုဖြစ်နေသေးရယ် current day low ကဒီမှာချက်ချင်းတစ်ခုတစ်ခု break သွားတွေ့တာဒီရောက်ကို set break သွားတယ် current day day low ဒါဆိုရင်ကျွန်တော်ကဒါ down trend သွားနေလို့ပြောလိုက်ရဒီနေ့ကเนาะဒါ short trade တွေအတွက်သုံးဝင်တယ် okay အဲဒါကတော့ဒီမှာကျွန်တော်ပြောရင် current ace high နဲ့ current ace low ပေါ့နော်ဒါက current day high current day လို့နောက် current week high current week လို့လည်းရတယ်။ဒါကအတိုင်းပဲ weekly မှာဆိုရင်ကြည့်လိုက်မယ်ဆိုလို့ရှိရင်အခုလက်ရှိ current week high ကဒီမှာ current week low ဟာဒီအောက်မှာရှိမယ်။နော်။အဲဒီမှာကြည့်မယ်ဆိုလို့ရှိရင်59မိနစ်မှာတော့ကြည့်မယ်ဆိုလို့ရှိရင် current week low ရှိတဲ့နေရာကိုလောလောဆယ် price ကြီးပြန်မရောက်သေးဘူး။မနေ့က lowest ဖြစ်ခဲ့တဲ့နေရာကိုပြန်မရောက်သေးဘူး။နော်။အဲပြန်သွားနေရင်ရှိတယ်။ Okay ။အဲဒါဒီကျွန်တော်တို့အာ current week နဲ့ကြည့်တာ okay အဲ့တော့ external liquidity ကတော့ January ရှိသေးတယ်ဒါပေမဲ့တော့ဆယ်ကျွန်တော်တို့အသုံးအများဆုံးနဲ့အခုသိထားတဲ့နေရာကတော့ဒီလောက်ပဲပေါ့နော် so ဒါဒီအာ liquidity level ဖြစ်ပါတယ်အဲ့တော့ဘယ်လိုသုံးလဲပေါ့ပထမတစ်ခုကဟုတ်ပြီ draw on liquidity အနေနဲ့သုံးတယ်အဲ့တော့ဒီ price ဒီဒီတစ်ခုခုစီရောက်ယူသွားပြီဆိုလို့ရှိရင်ကျန်တဲ့ဆက်ညင်ဘက်တစ်ခုစီပြန်သွားမယ်ဆိုတော့အဲကျွန်တော်မျှော်လင့်ချက်နဲ့အဲ့ဆက်ညင်ဘက်တစ်ခုစီကိုရောက်အောင်ထွက်ကြတာမျိုးရှိတယ်ဒါ draw on liquidity နောက် liquidity ဟန်နဲ့တုံတာရှိရယ် liquidity ကိုယူလိုက်ပြီးတော့မှ liquidity ရှိ level ရှိတဲ့နေရာကိုကျော်ပြီးတော့မှတကယ်ဖောက်ပြီးအပေါ်ကိုတက်မလို့လုပ်ပြီးမတက်ဖက်နဲ့အောက်ကိုပြန်ဆင်းတာတို့ဆင်းမလို့အောက်ကိုလုပ်ပြီးတော့မှပြန်တက်တာတို့ဒါမျိုး liquidity ဟန်နေတယ်တုံနေရတယ်အဲ့တော့တုံမှုတုံနေရတော့ကျွန်တော်တို့ next ဘောနော်နောက်ကြုံလို့ရှိရင် video တစ်ပုဒ်နဲ့ကျွန်တော်တသက်ရှင်းပြပြပါမယ်နော်အဲ့တော့ဒီပြန်ကြည့်ပြန်ကျေးဇူးများကြီးတင်ပါတယ်ကျွန်တော် broker လိုရခဲ့လို့ရှိရင် Xness ကိုကျွန်တော် recommend ပေးပါတယ်အောက်က link မှာဖွင့်လို့ရပါတယ်ကျေးဇူးများကြီးတင်ပါတယ် ဝင်နေနေလေဖြစ်ပါသေး